တစ်ထောင်ရှိဖွဲ့စည်းပုံဥပဒေရပြီ။ဟုတ်ကဲ့။အဲ့ဒီတိုင်းအုပ်ချုပ်တော့မယ်။ဒမိုကရေစီအသွင်ပြောင်းမယ်။ဟာဟုတ်ပြီ။ဟေးပြောင်းလိုက်ပြီတွေ့တဲ့တိုင်းပဲ။အခုအဲ့ဒါကြီးကတန်းလာ။အဲ့ဒီထက်မှပါလာအလုံးသိတဲ့436ပြောင်းလို့ကိုမရဘူးဘလို့မလုပ်လို့မရဘူး။ဒီ436ရကဒီလိုဘာညာလုပ်မယ်ဆုံးပြမယ်ဆိုရင်85ရခိုင်လို့ရအထက်မှာရှိရမယ်။ဟုတ်ပြီ။ တခဲနဲ့တော့လွှတ်တော်ကုသလေများတိုင်းသားကုသလေများကနေပြီးတော့အကုန်လုံး85ဟာအဲဒါမှထည့်ထားသေးတယ်အဲ့ဒီမှာတက်မတော်သားကုသလေအနည်းဆုံးတမဲရှိအောင်ပဲအဲ့ဒါမှဒါကိုအတိပြုပြတ်ထမ်းလို့ရမယ်ဘယ်လို့မှမရနိုင်ဘူးတက်မတော်သားကုသလေစီကတမဲဆိုတာဘာလို့ဆိုတော့သူကတယောက်ရပြီဆိုအကုန်ရပါတယောက်ထိုင်ဆိုအကုန်ထိုင်ပါတယောက်ထွက်ပြီဆိုအကုန်ထွက်ပါအမိတ်နာခံထားတာဒါကြောင့်ဟုတ်အပြစ်ပြောတာမဟုတ်ဘူးနော်တက်မတော်ရဲ့သဘာဝကအမိတ်နာခံခြင်း ဘယ်ထိုင်တယောက်ကအကုန်လုံးမတက်ရပြီးတော့ဟို39ယောက်မှာတယောက်တည်းထိုင်နေအဲ့လေပြီးတော့အဲ့တယောက်တည်းသူ့ကိုလို့ပါအဲ့ဒါသူတို့ရဲ့ဒါအယုဆွဲနေတဲ့အစင်လား